ေးသို့ပြောင်းလဲထုတ်ပေးနေသည့်ဌာနပွဲကိုရှမ်းကန်တမရှိရက်ဆိုင်ဆိုတဲ့တွင်အမျိုးဆုံးပုံပစ္စည်းမပါဘဲဒေအောင်လေးဝယ်မပြုလုပ်ကြရန်ထုတ်ပြန်ဆိုတဲ့သတင်းဒေပြားနဲ့ရှောင်းဝအရှိန်ချောင်းရန်ကုန်နှင့်ဒေသ၄ခု၌ဦးဆက်ရွာနိုင်ဆိုတဲ့သတင်း င်ငံတကာသတင်းပုံလေးနဲ့တရုတ်တို့ခရီးစဉ်လာရောက်လက်ပတ်သည့်စပိန်ဘုရင်အားရှီချင်းပြန်အခမ်းအနားဖြင့်ကျူးဆူဆိုတဲ့သတင်းအဆောင်ရှိတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်လေးနဲ့ စီအိုင်မှ PJ တို့ပြောင်းလဲထုတ်ပေးနေသည့်ဌာနခွဲကိုရန်ကန်တက်မရှိရက်ဆိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံသားတွေကိုမြန်မာနိုင်ငံသားဖြစ်ကြောင်းတသက်ခံလက်မှတ် Certificate of Identification CI မှနိုင်ငံကူးလက်မှတ် PJ တို့ပြောင်းလဲထုတ်ပေးနေတဲ့ဌာနခွဲကိုရက်အကန့်အသတ်မရှိရက်ဆိုင်လိုက်ထဲလို့ဘန်ကောက်အခြေစိုက်မြန်မာတန်အရာရှိရုံးကအတိပေးထုတ်ပြန်ထားပါထိအစိုးရဌာနခွဲကို ထိုင်းနိုင်ငံမဟာချိုင်းမြို့မှာဖွင့်လင်းထားပြီးထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့အထောက်ထားမဲ့မြန်မာရွှေပြောင်းလုပ်သားတွေကို CI မှ PJ တို့ပြောင်းလဲထုတ်ပေးနေတာ ာဖြစ်ပါသည်ယခုလ15ရက်ကစတင်ပြီးအစိုးရလုပ်ငန်းစဉ်ကိုရက်အကန့်အသတ်မရှိရပ်ဆိုင်းလိုက်တာဖြစ်ပြီးလုပ်ငန်းပြန်လည်စတင်မဲ့နေရက်ကို ပြန်လည်အတိပေးကြေညာသွားမယ်လို့ဆိုပါအထိဒါကြောင့်လက်ရှိမှာကိုရီးနောက်ချောင်းစီးစစ်ပြီးလို့နိုင်ငံကူးလက်မှတ်ထုတ်ယူဖို့ကြံရှိနေတဲ့မြန်မာရွှေပြောင်းလုပ်သားများအနေနဲ့မိမိတို့ရဲ့နိုင်ငံကူးလက်မှတ်တွေကိုလာရောက်ထုတ်ယူကြဖို့ကိုလည်းအတိပေးထားပါသေးလို့သိရပါသေးရှင်။ ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ပန်မျိုးစုံကုန်ပစ္စည်းမပါဘဲလေအောင်လေဝဲမပြုတ်လုံကြရန် ထုတ်ပြန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကုန်တယ်ပွဲစားများအနေနဲ့ပဲမျိုးစုံကုန်ပစ္စည်းမပါဘဲလေရောင်းလေဝဲမပြုတ်လောက်ချဖို့မြန်မာနိုင်ငံပဲမျိုးစုံပြောင်းနေနှမ်းကုန်တယ်များအသင်းကအတိပေးထုတ်ပြန်ထားပါသေး။ ယခုထုတ်ပြန်ချက်ကိုမြန်မာနိုင်ငံပဲမျိုးစုံပြောင်းနှင်နှန်းကုံတဲများအသင်းရောင်းတိုင်းဒေသကြီးကုံတဲများနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဘရင်နောင်ကုံစီတိုင်းတို့အစည်းအဝေးပြုလုပ်ကထုတ်ပြန်ခြင်းဖြစ်ပြီးပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်သည့်မှပြည်ပတင်ပို့သည့်အထိပြည်တွင်းပြည်ပပဲမျိုးစုံဈေးကွက်မှန်ကန်စေရေးနှင့်ပို့ကုန်သွင်းတင်ပို့နိုင်ရေးအတွက်ရည်ရွယ်ကထုတ်ပြန်ရခြင်းဖြစ်တယ်လို့ဆိုပါသည် ဒါကြောင့်ပဲမျိုးစုံအားကုန်ပစ္စည်းမပါဘဲအယောအစားငွေနဲ့အချောင်းဝယ်ပြုလုပ်ခြင်း၊လေယောင်းလေဝဲလုံးဝမပြုလုပ်ရန်နဲ့လေယောင်းလေဝဲပြုလုပ်နေသူများအားအသင့်ရဲ့စီမင်းစည်းကမ်းများနဲ့အညီဆက်လက်ဆောင်ရွက်သွားမယ်လို့သိရပါတယ်ရှင်။ဆက်လက်ပြီးလေပြင်းအားနဲ့ရဝုန်အရှိန်ချောင်းရန်ကုန်နှင့်ဒေသ၄ခု၌မိုးဆက်ရွာနိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ လေပြင်းအားနဲ့ရန်ဝန်အရှိန်ချောင်းရန်ကုန်နယ်ဒေသ၄ခု၌မိုးဆက်ရွာနိုင်ထေလို့မိုးလေဝသနှင့်စလံဖေးထားညွှန်ကြားမှုဦးစီးဌာနရှိဒီကနေ့ထုတ်ပြန်ချက်ရသိရပါသည် ဒီကနေ့မြန်မာစံတော်ချိန်9နာရီခွဲအချိန်တိုင်းထွာချက်များအရာဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတီရီလင်ခါနိုင်ငံကမ်းလွန်မှာဖြစ်ပေါ်နေတဲ့လေပြားနဲ့ရဝန်းဟောင်းဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနဲ့ရင်းနယ်ဆက်ဆက်နေတဲ့တီရီလင်ခါနိုင်ငံကမ်းရိုးရန်တို့ရောက်ရှိခဲ့ပြီးဆက်လက်သိရှိနေတယ်လို့ဆိုပါတယ် အဆိုပါလေးဖီးယားနဲ့ရဝန်းဟောင်းနောက်24နာရီအတွင်းအနောက်နယ်အနောက်မြောက်ဘက်သို့ပြင်းပြစွာရွေ့ရှားနိုင်တယ်လို့လည်းခန့်မှန်းထားပါသေး။ဒီကနေ့ညနေရက်ထိခန့်မှန်းချက်အရရန်ကုန်တိုင်းတနင်္သာရီတိုင်းကရင်နဲ့မွန်ပြည်နယ်တို့မှနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်တယ်လို့သိရပါသေး။နောက်နှစ်ရက်အတွက်ခန့်မှန်းချက်အရနိုင်ငံအဝန်းမှနေရာကွက်ကြားကနေနေရာကျဲကျဲမိုးထစ်ချုံရွာနိုင်တယ်လို့သိရပါသေးရှင်။နိုင်ငံတကာသတင်းပုံလေးနဲ့ တရုတ်သူခရီးစဉ်လာရောက်လက်ပတ်သည့်စပိန်ဘရင်အားရှီချင်းပြန်အခမ်းအနားဖြင့်ကျူးဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်ပြည်သို့လာရောက်လက်ပတ်တဲ့စပိန်ဘရင်ဖိလစ်ပီစစ်ကိုတရုတ်တမ္ပရာရှိချစ်ဖြင့်ခဘေကျင်းမှာဗုဒ္ဓဖူးနေ့ကကျိုးဆိုးပွဲအခမ်းအနားပြုလုပ်ပေးခဲ့ပါတဲ့ ရှီချင်းဖင်ရဲ့ဖိတ်ကြားချက်ဖြင့်ဘရင်ဖိလစ်ပီးစစ်ဟောင်းတရုတ်တို့လေးရက်သားခရီးရောက်ရှိထားဖြစ်ပြီး2014နန်းတပီးနောက်ပိုင်းတရုတ်တို့ပထမဆုံးခရီးရောက်ရှိထားဖြစ်တယ်လို့၁၈နှစ်သာအတွင်းစပိန်ဘရင်မင်းမြတ်တပါအနေနဲ့လည်းပထမဆုံးရောက်ရှိထားဖြစ်ပါတယ်အခမ်းပွဲအခမ်းနာမှာစစ်သီးဝိုင်းအဖွဲ့ကစပိန်နဲ့တရုတ်နိုင်ငံတော်တချင်းများဖြင့်ဖြောပြေးခေါအခမ်းနာတနက်ပြဖောက်ခဲ့ပါသည် ဒီနောက်ဘရင်ဖိလစ်ပီးစစ်ကရှိချစ်ဖြစ်တဲ့အသူတရုတ်ပြည်သူလူမျိုးတပ်မတော်ရဲ့ဂန်အော်ဟူနာကိုလေလာကြည့်ရှုခဲ့ပါတဲ့ဂန်အော်ဟူနာမှဖျော်ဖြေတင်ဆက်မှုကိုလည်းကြည့်ရှုခဲ့ကြပါတဲ့ရှိချစ်ဖြစ်ရဲ့ကတော့ဖန်လီယွမ်တရုတ်ကွန်မြူနစ်ပါတီနိုင်ငံရေးဘျူရိုအဖွဲ့ဝင်ဝန်ရှိနေအခြားသောတရုတ်အရာရှိများလည်းအခမ်းအနားသို့တက်ရောက်ခဲ့ကြပါတဲ့ ဘရင်ဖိလစ်ပီးစစ်ရဲခရီးစဉ်အဖွဲ့မှထော့ကျင်းအားထော်ဘရင်မလက်သီစီယာနိုင်ငံခြားရေးဥရောပသမဂ္ဂနဲ့ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာဝန်ကြီးဟိုဆေးမန်ယူရဲ့အေဘာရက်စ်ဘူနိုစီးပွားကူတန်းဝန်ကြီးကာလို့စကွာပိုကွာဘေရာရိုနဲ့အခြားပုဂ္ဂိုလ်များပါဝင်ခဲ့ပါတယ်လို့သိရပါတယ်ရှင်။ ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေစဉ်သတင်းရဲ့အစီအစဉ်တွေပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ကျွန်မကတော့မြန်မိုးထပ်ပါ thank you